တူဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့အဖွင့်နေမှာပဲအဖွင့်လှကြတယ်နော်အမျိုးတို့၃ညာ၅ခွန်ဟာမင်းကြီးအမာကြီးပတိဟာဆိုလို့ရှိရင်၃ညာ၅ပတိပေးထားတယ်နော်ဒီညနေမှာပဲ၃ညာ၄ဆိုပြီးတော့ဆင့်သွားပေးတယ်နော်အမျိုးတို့ဘလူတွေရကြသေးလဲကျမအကောင်းဆုံးရှာဖွေပေးထားတယ်နော်အမျိုးတို့အဲ့ဒါပြီးတော့ ဒါကမျိုးတို့ကျွန်မပြောတယ်စခွင်ရှော်လေးရိုက်ယူထားပါလို့နော်ဒါကမပြောက်ပတ်သေးမပြောက်ပတ်သေးရ36ခွန်းနော်အဲ့ဒီမှာဒီ6တလုံး ਨੇ ဒီနေ့မနက်မှာပဲ26ဆိုပြီးဆင်ပြီးတယ်နော်ပြီးတော့ဒီ3ညတလုံး ਨੇ ဒီညနေမှာပဲ3ညလေးဆိုပြီးတော့ဆင်ပြီးသွားတယ်နော်မျိုးတို့အခွေတွေကြံသေးတယ်ပြိတ်တွေကြံသေးတယ်နော်မျိုးတို့စခွင်ရှော်မရိုက်ကြသေးတဲ့အမျိုးတွေရှိရင်လည်းရိုက်ပြီးတော့ယူထားနော် ကျမအကောင်းဆုံးချပေးထားတာဒါတွေကအဲ့ဒါဆိုလို့ရှိရင်မနက်ဖြန်အတွက်ကိုပြပေးမယ်မနက်ဖြန်အတွက်မှာလည်းအကောင်းဆုံးရှာဖွေပေးထားတယ်เนาะအမျိုးတို့ 9နဲ့8နဲ့ပေါင်းမယ်9ပေါင်းတော့ခွန်ခွန်ရဲ့ပါဝါက2ခွန်ရဲ့နှက်ခတ်က3ညခွန်နဲ့3ညကသူကကြီးနော် ုရှိပေါင်းတော့ခွန်ခွန်ပေါင်းဝနှစ်ခွန်နှစ်ခက်က၃ညခွန်နှစ်၃ညကသူကဒီနေ့ကုန်မှဆင့်ပြရမယ်တဲ့။ဗာဆင့်ပြတယ်နှစ်၆ဆိုတော့နှစ်တလုံးဆင့်ပြသွားတယ်။၆နဲ့၈နဲ့ပေါင်းမှာ၆ရှိပေါင်းတော့ဒီဒီပါဝါက၉၄ရဲ့နှစ်ခက်က၂ဒီကုနှစ်ကဒီနေ့ကုန်မှသူကဆင့်ပြရမယ်တဲ့။ ။ဗာဆင်ပြီးလဲ3ည9ဆိုတော့9တလုံးဆင်ပြီးသွားတယ်။တော့6နဲ့6နဲ့ပေါင်းမယ်။6 6ပေါင်းတော့2နှစ်ပါဝါကခွန်းနှစ်ကဲနှစ်ခတ်ကဒီနှစ်ခွန်လေးရသူကဒီနေကုန်မှာဆင်းရမယ်တဲ့။ဗာဆင်ပြီးလဲမနက်ပိုင်းခွန်းခွန်းညနေပိုင်း၄ခွန်းဆိုပြီးတော့ตัวอภิสิ้นไปตัวเลยเนาะ အဲဆိုတော့ခွန်နဲ့သုံးနဲ့ပေါင်းမယ်ခွန်3ပေါင်းတော့3ည3ညပါဝါက9 3ညရဲ့နခတ်ကခွန်3ည9ခွန်ကဒီနေ့ကုန်မှာဆင့်ပေးရမယ်တဲ့။ဗာဆင့်ပေးတယ်ခွန်ရှိဆိုတော့ခွန်တလုံးဆင့်ပြီးသွားတယ်နော်။အဲ့တော့မနက်ဖြန်အတွက်မနက်ဖြန်အတွက်က1နဲ့6နဲ့ပေါင်းမှာ တိချုပ်ပေါင်းတော့ခွန်ခွန်ပါဝါကနှစ်ခွန်ရဲ့နှက်ခတ်က၃ညခွန်နှစ်၃ညမနက်ဖြန်မှာကြည့်ရမယ်เนาะမျိုးတို့အဲ့ဒါဆိုတော့ဒီဘက်ကအချင်းလေးတွေပြပေး

9ရက်နှစ်ခတ်ကချက်96ကဒီနှစ်ရက်အတွင်းမှာဆင်းရမယ်တဲ့။ဘာဆင်းပြီလဲ6926ဆိုတော့ဒီဘက်က6တလုံးဆင်းပြီတဲ့။အဲ့ဒါဆိုတော့၄နဲ့၈နဲ့ပေါင်းမှာ၄၈ပေါင်းတော့2 နှစ်ပါဝါကခွန်နှစ်ခွန်ဟာဒီနှစ်ရဲ့အတွင်းမှာသူကဆင့်ပေးရမယ်တဲ့။ဘာဆင့်ပေးလဲ။ခွန်ရှိနှစ်၆ဆိုပြီးတော့ခွန်ရောနှစ်ကောဆင့်ပေးတယ်။အဲ့ဒါဆိုတော့ဆက်ကြည့်မယ်။ရှင်းနဲ့ငါးနဲ့ပေါင်းမယ်။ ရှင်းငါးပေါင်းတော့၃၃ကို9နဲ့ပေါင်းမှာ၃၅ပေါင်းတော့၃၅၃၅ပေါင်းတော့8ရှိကေနခကတိရှိတိကဒီနှစ်ရဲ့အတွင်းမှာသူကဆင့်ပြရမယ်တဲ့ 2နဲ့6နဲ့ပေါင်းပါ2 6ပေါင်းတော့8 8ပါဝါက3 8 3ကလည်းဒီ2ရဲ့အတွင်းမှာသူကဆင့်ပြရအဲ့တော့ဗာဆင်ပြီလေဒီဘက်က8တိကဗာဆင်ပြီလေဆိုတော့တတိ8တိဆိုပြီးတော့သူကအပီးဆင်ပြီးသွားတယ်နော်အဲ့တော့ဒီဘက်က8 3ကလည်း ့8 3 3ဆိုပြီးတော့8နဲ့3နဲ့ဆင့်ပြီးသွားတယ်အဲ့တော့ဆက်ကြည့်မယ်3နဲ့8နဲ့ပေါင်းမယ်3ရှိပေါင်းတော့1တိကို1နဲ့ပေါင်းမှာတိတိပေါင်းတော့2 နှိကဲ့နခကလီနေလေးရဒီနှစ်ရက်အတွင်းမှာသူကဆင်းရမယ်တဲ့လေးနဲ့6နဲ့ပေါင်းမှာလေး6ပေါင်းတော့3ည3ညပါဝါက9 3ည9ကလည်းဒီနှစ်ရက်အတွင်းမှာသူကဆင်းပြရမယ်အဲ့တော့ဘာဆင်းပြလဲ နှစ်လေးရာတုံညာနှစ်ဆိုပြီးတော့နှစ်တလုံးဆင်းပြေတယ်ဒီဘက်ကတုံညာငါးကတုံညာကိုတုံညာနှစ်ငါးကိုဆိုပြီးတော့တုံညာရောငါးရောဆင်းပြေသွားတယ်အဲ့ဆိုတော့ဆက်ကြည့်မယ်ကိုနှစ်ပေါင်းတော့1 1ကို 6နဲ့ပေါင်းမှာတိ6ပေါင်းတော့ခွန်ခွန်ရဲ့နှက်ခတ်က3ညဘလို့ဖြစ်နေလဲမသိဘူးခုနှစ်ပေါင်းတော့တစ်တစ်ကို6နဲ့ပေါင်းတော့ခွန်ခွန်နဲ့ခက်က3ညခွန်3ညကလည်းဒီနှစ်ရဲ့အတွင်းမှာဆင့်ပေးရမယ်တဲ့မျိုးတို့ပြီးတော့ဒီဘက်က9နဲ့ ကိုနဲ့ပေါင်းမှာငါးကိုပေါင်းတော့၄လေးပါဝါကကိုဒီကိုကလည်းဒီနှစ်ရက်အတွင်းမှာသူကဆင့်ပြရမယ်တဲ့အဲ့တော့ဒီဘက်ကခွန်၃ညကခွန်ခွန်၄ခွန်ဆိုပြီးတော့ခွန်တလုံးဆင့်ပြတယ်ဒီဘက်က၄ကိုကလည်း၄ခွန်ဆိုပြီးတော့၄တလုံးဆင့်ပြသွားတယ်เนาะမျိုးလို့ 6နဲ့9နဲ့ပေါင်းမယ်6ခုပေါင်းတော့3 3ကို9နဲ့ပေါင်းမယ်3ကပေါင်းတော့8ဒီပေါ်ပြန်ရလဲခဲတံလို့ဖြစ်နေမင်းနေရှိရတာနော်ရှိရှိကနခက်ကတိရှိတကသူကဒီနှစ်ရက်အတွင်းမှာသူကဆင့်ပြရမယ်တဲ့ ပြီးတော့ဒီဘက်က၄နဲ့ခွန်နဲ့ပေါင်းမှာ၄ခွန်ပေါင်းတော့၁၁ပါဝါ6 16ကလည်းဒီနှစ်ရက်အတွင်းမှာသူကဆင့်ပြရမှာနော်အဲ့တော့ဘာဆင့်ပြီလဲ16ဆိုပြီးတော့ဒီဘက်ကအပီးဆင့်ပြတယ်ဒီဘက်က၈၁ကဒီ၁တလုံးနဲ့16ဆိုပြီးတော့ဆင့်တယ်နော် အဲ့ဒါဆိုတော့နောက်တစ်ပွဲကိုဆက်ကြည့်မယ်။ငားနဲ့၃နဲ့ပေါင်းမယ်။ငား၃ပေါင်းတော့၈၈ကို2နဲ့ပေါင်းမယ်။ရှင်းနှစ်ပေါင်းတော့၃ည၃ညရဲ့နှက်ခတ်ကခွန်၃ညခွန်ကဒီနှစ်ရက်အတွင်းမှာသူကဆင်းရမယ်။ 6နဲ့1နဲ့ပေါင်းမှာ6တိပေါင်းတော့ခွန်ခွန်ပါဝါက2ခွန်နှစ်ကလည်းဒီနှစ်ရက်အတွင်းမှာသူကဆင်းရမယ်အဲ့တော့ဘာဆင်းပြီလဲဒီဘက်က3ညခွန်ကခွန်ရှိဆိုပြီးခွန်ရှိဆိုပြီးတော့ခွန်တစ်လုံးဆင်းတယ်ဒီဘက်က2ခွန်ချင်းရလဲခွန်ရှိ4နှစ်ဆိုပြီးတော့ ခွန်ရောနှစ်ကောဆင်ပြေတယ်အဲ့တော့မနက်ဖန်တို့မနက်ဖန်တို့ကရှင်းနဲ့နှစ်နဲ့ပေါင်းတော့၃ည၃ညကို၁နဲ့ပေါင်းတော့၁เนาะအနီရောင်းလည်းမရည်ဘူးမိသွားတယ်၁တိကေနခကရှိတဲ့ အဲ့တော့၄နဲ့၈နဲ့ပေါင်မှာဟုတ်ပါဘူး sorry ၆နဲ့၈နဲ့ပေါင်မှာ၆ရှိပေါင်းတော့၄၄ပါဝါက၉၄၉အခြေအလူရတယ်အမျိုးလိုရေဒီဘက်က၈ရှိဒီဘက်က၄၉ဟိုက9နှစ်တုံညနော် ီဖို့ပင်ရလဲဟမ်ဟောပလိုက်တာအေးကအဲ့ဒါဆိုတော့တဲ့အမျိုးတို့ကီခေါ်ပြီနော်ဒီကီရအမာကီနော်အမျိုးတို့ဒါလက်တွေ့ဆိုင်ကရရှိထားတဲ့အမာကီမနေ့ကလည်းကျွန်မပြောတယ်လက်တွေ့ဆိုင်ကရရှိထားတဲ့ကီနဲ့ဈေးကွက်ကရတဲ့ကီနဲ့တူညီမှုရှိတယ်ဒီနေ့လည်း တူညီမှုရှိတယ်။နော်မျိုးတို့တူညီမှုရှိတဲ့တွေ့ကျမကကီးအမာကိုပေးမယ်။ခွန်နှစ်တုံညနော်မနေ့ကလည်းကျမအဲ့လိုပြောတယ်။မျိုးတို့ရှိမှရရှိထားတဲ့ခဏရှင်တွဲထိုးဒါမှမဟုတ်ကျမတွဲပြီးတဲ့ဟာကိုထိုးနော်မျိုးတို့အဲ့တော့ဒီနေ့လည်းအဲ့လိုပဲခွန်နှစ်တုံညက main key အမာ key ဖြစ်ပါတယ်နော်မျိုးတို့ရှိမှရရှိထားတဲ့ခဏရှင်လည်းယူသုံးမှာ အဲ့ဒီမှာကျမကအကြိုက်ဆုံးခဏန်းကိုဆွဲထုတ်ပြီးတော့ပြီးမယ်နော်ကြိုက်ဆုံးခဏန်းကတော့ခွန်ကိုနော်အဲ့တော့ဒါနဲ့ဒါနဲ့ကတ်ပြီးမယ်နော်ဒီရရတဲ့ဒါနဲ့ကတ်ပြီးမယ်ကတ်ပြီးတဲ့အခါမှာတဲ့ကျမ တစ်ချက်စဉ်းစားအောင်မှာနော်မြို့လို့ဒါမြို့လို့ဒီကြည်နော်ဒီဘက်နဲ့ဒီဘက်နဲ့လဲအဲ့လိုကြီးကြတတ်တယ်နော်မြို့လို့နော်ဒီမှာတော့ဒီမှာ6 6 ဒီမှာကနှစ်ခွန်ဒီကမကြဘူးဒီမှာကြတော့၈တီဒီဘက်က၈3ဆိုတော့ဒီ၈နဲ့ဒီ1နဲ့မှာ1 8လို့ကြတယ်နော်အဲ့ဒါလေးတွေကိုတစ်ချက်ပြန်စဉ်းစားနောက်ပြီးတော့ဒီဘက်က2လေးဒီဘက်က3ည5ဘာကြလဲ3ည2ဆိုပြီးတော့ကြတယ်နော်အမူလေးလည်းကြတယ်တဲ့နော်မျိုးတို့ဒီဘက်ကခွန်3ညဒီဘက်က4ကိုဘာကြလဲ၄ခွန်ဆိုပြီးတော့ကြတယ်နော်ဒါအမျိုးတို့ဒါကျွန်မ ယူသုံးလို့ရအောင်အဲ့ဒါဆိုတော့ဒီဘက်က၈တဒီဘက်က၁၆ဘာကြလဲဒီဘက်က၁တလုံးနဲ့ဒီမှာ၁၆ဆိုပြီးတော့မှာကြပြပါတယ်နော်အဲ့တော့ဒါဆိုတော့ဒီဘက်က၃ခွန်ဒီဘက်က၂ခွန်သူကခွန်ခွန်ချင်းညီတယ်ဆိုတော့သူကခွန်တလုံးပဲဆွဲပြီးသွားတယ်နော်အဲ့တော့မနက်ဖန်ကဒီဘက်က၁ရှိဒီဘက်က၄ခုအဲ့လိုလေးလဲကပ်ပြီးမယ် နော်ကနားကတော့အမျိုးတို့မြားတယ်လို့တော့မပြောနိုင်အမျိုးတို့နော်ဘာဖြစ်လို့လဲဆိုတော့တကွက်ကောင်းကတော့မရဘူးတကွက်ကောင်းထိုးခြင်းတော့ကျမတွေ့ပြီးတဲ့အထက်အမျိုးတို့ကြိုက်တဲ့ကွက်ကိုယူထိုးလို့ရတယ်နော်ကျမကတော့တကွက်ကောင်းမရတဲ့အတွက်အဲ့ဒီလိုမျိုးပဲတွေ့ပြီးမှာအနည်းလေးကတော့12ကွက်12ကွက်မှာဒါအကောင်းဆုံးကိုကျမအပေါ်ကနေပြီးတော့တင်ပြမယ်အောက်ကရံကွက်ကိုအောက်မှာပဲထားမယ် အဲ့တော့အကောင်းဆုံးခဏန်းကိုအပေါ်မှာတင်မယ်ပြီးတော့ကျမမိန်းတို့ရန်တို့ကိုထည့်ပေးမယ်နော်ခွန်နဲ့ဆိုတော့ခွန်တိနော်ဒီလိုတွဲတာမနေ့ကလည်းအဲ့လိုတွဲပြီးတာခွန်တိခွန်ရှိခွန်လီ ုံကိုကဒီမှာပတ်တိပေးထားတယ်နော်မြင်ရလားမသိဘူးနော်မျိုးလို့အဲ့လိုရှိတယ်အဲ့တော့ရှင်းနေဆိုရင်နောက်ပြီးကျမနှစ်ကိုကပ်ပေးမယ်နော်ကျမဒီမှာကြိုက်တာလေးတွေယူပေးထားလို့အပေါ်မှာရှင်းနေဆိုတော့80ရေနှစ်တိကေ နိကုဒီဘက်ကကုရှိလေးရှိနော်ဒီလိုလေးမြန်ကြမလားဒီမှာတော့ဒါအမျိုးလိုမြင်တဲ့အတိုင်းပဲနော်ဒီဘက်မှာကျမဒါပြပေးတာဒီတစ်ချိန်ပဲမကြလားနော်ဒီတစ်ချိန်ပဲဟိုဘက်နဲ့ဒီဘက်အပြီးပေါက်မစင်လားဒီမှာဆင်းနေနော် ဒီမှာဆင်းတယ်မြို့တို့တွေအဲ့ဒါလေးတွေလည်းကြည့်နော်အဲ့တော့ဒီလိုမျိုးအပြီးပေါက်ဆင်းမယ်ဟေးဆိုလို့ရှိရင်လေးနယ်ဆိုတော့လေးတေတကွထည့်အောင်မယ်နော်ဒါနဲ့ဆိုတော့လေးတေနော်ဒါနဲ့ဆိုတော့ကိုတေတို့မယ်ဆိုရင်ကဏ္ဍနေရအဲ့လိုတွေနော်ကိုနယ်ဆိုတော့ကိုတေထည့်အောင်ကိုတေ လေးတေးကိုတေးရှစ်လေးရှစ်ကိုပြီးတော့ဒီနှစ်ခွန်း၃ညနဲ့ကတ်ပြီးတာအဲ့ဒါဆိုတော့ဘယ်နှွက်ရှိလဲနှစ်လေး6ရှစ်10ခွက်ဖြစ်နေပြီနော်10ခွက်ဖြစ်နေပြီအမျိုးတို့အဲ့ဒီလိုတော့ရှိတယ်အမျိုးတို့ေ10ခွက်ဖြစ်နေအများကြီးမပေးချင်ဘူးမျိုးတို့ဒါလေးနဲ့ဒါလေးနဲ့မြန်တွဲကြမလားဆိုပြီးတော့နော် ဒါမှမဟုတ်ဒါလေးနဲ့ပဲဒီလိုလေးမြန်တွဲကြမလားဆိုပြီးကျမကလည်းကတ်ပြီးနေရတာနော်အဲ့တော့ဒီမရင်10ခွက်ဖြစ်နေဒီ6 9 10ခွက်10ခွက်ဆိုတော့ဗာကြံသေးလေဆိုတော့စေကွက်ကတော့ကြိုက်တယ်အဲ့လိုဝေးတွေ့ရမှာပဲမျိုးအဲ့တော့တဲ့အောက်ကအမျိုးတို့ရန်ကျင်လို့ရှိရင်တော့ နည်းနည်းဒါတရားဘူး200ဘူးလောက်တော့ရံပေါ့နော်ဒါတွဲရမယ်အလုံးမို့လို့နည်းနည်းကနားတွဲပေးတာနည်းလေးဒီလူမြန်ကြအောင်မလားနည်းလေးရဲ့တေတုံညအဲ့ဒါတော့ရတယ်ဒါကတော့ရင်နော် ူးကျင်တဲ့အမျိုးရှင်တော့မနေ့ဖန်မှာနည်းနည်းအပူလိုင်းလေးများကြာအောင်မလားလို့တွေးထားလို့နော်ညများမပူးနဲ့ဒီနှစ်ကွက်ပဲပူးကိုကိုနဲ့လေးလေးနဲ့နော်အဲ့လိုလေးများပူးအောင်မလားအဲ့လိုတော့ထိုးရမှာပဲအမျိုးလိုကြီးတစ်ကွက်ကောင်းနှစ်ကွက်ကောင်းတော့ကျမလည်းပေးကျင်တယ်ပေးကျင်ပေးမယ်ဘလို့မှအဆင်မပြေဘူးနော်ဒီဆယ်ကွက်ကတော့ဒါအမျိုးလိုမြင်တဲ့အတိုင်းပဲဒါမှမဟုတ်အမျိုးလိုညံရှိတယ်လို့ဒါနဲ့ဒါနဲ့မြန်တွဲကြလို့ရှိရင်တော့အများကြီးမရှိဘူးနော် လေးခွက်ထဲရှိတယ်နော်တင်းနဲ့ဆိုရင်တလေးရှစ်လေးနော်ဒီမှာတလေးရှစ်လေးတလေးရှစ်လေးပြီးတော့တကူရှစ်ကူဒါပဲရှိတယ်ဒီအောက်ကလေးခွက်ပဲရှိတယ်ဒါက2ခွန်3ညနဲ့ကတ်ထားတာဒီအပေါ်ကနော်ဟိုဘက်နဲ့ဒီဘက်နဲ့တွဲကြမဟေးဆိုရင်တော့ဒီလေးခွက်ပဲရှိတယ်ဒါကတော့ရန်ထိုးဒါအမျိုးလိုညံရှိတယ်လို့ယူတုံပြီးရင်တော့အားထိုးမှာအားပဲတော့မထိုးနဲ့ တဲ့ရတော့မထွက်ဘူးမနေ့ကတော့မနေ့ကပြီးတာကတော့ကန်ကောင်းလို့အမျိုးလိုတဲ့ထွက်သွားတာမနော်တုံညာလေးဆိုတာကျမအားခိုင်းထားတယ်ဒါပေမဲ့တဲ့ထွက်သွားတယ်ဒီနေ့လဲမနေ့ဖန်လဲအဲ့လိုပဲအားတော့ထူးဒါအမျိုးလိုကြိုက်တဲ့ဟာကိုတင်းထူးဒါကျမလဲအကောင်းဆုံးတော့ရှာဖွေပြီးတာနော်ဒီလိုမျိုးတွေ့ကြမယ်ဆိုရင်ဒီလေးခွက်ပဲရှိပါတယ်ဒါနဲ့မြန်ဒီလိုလေးမြန်တွေ့ကြမယ်ဆိုရင်ဒီအပေါ်က၄ခွက်ရှိတယ်ဒါအမျိုးလိုကြိုက်တဲ့အခွက်ကို ယူတုံမှာဒါကျမကတော့အကောင်းဆုံးရှာဖွေပေးထားခြင်းဖြစ်ပါတယ်နော်ကျမလည်းအဲ့လိုပဲထိုးရမှာထိုးကျင်တာပေါ့မျိုးလိုရဲ့တကွက်ကောင်းအောင်မအားပဲနဲ့ကျမထိုးချလိုက်ခြင်းတာဘလို့မှအဆင်မပြေဘူးနော်ကျမကိုယ်တိုင်တော့မရတာမျိုးလိုကြီးကျန်တာတော့မပြောနဲ့တော့နော်အဲ့တော့အမျိုးလိုညံရှိတယ်လို့ယူတုံမှာဒါမှမဟုတ်လို့ရှိရင်ဒီလေးကွက်ကိုဒါတထောင်ဘိုးစီလောက်တတ်နိုင်တဲ့လူကတထောင်ဘိုးထိုး၂000ဘိုးတတ်နိုင်တဲ့လူက2000ဘိုးထိုး ါလေးတွေကလည်း1000ဘိုးလောက်ထူး900ဘိုးလောက်ထူးဒါကတော့100ဘိုး200ဘိုးလောက်ပဲထူးเนาะဒါမျိုးတို့ကိုဟာကိုကြည့်ပြီးတော့အသုံးညအဲ့ဒါဆိုလို့ရှိရင်မနက်ဖန်16ရက်အင်္ဂါမနက်ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါသည်เนาะ